အားလုံးပဲမင်္ဂလာပါများ BM Electronic မှကြိုဆိုပါတယ်အခုကတော့ဒီ extension လေးပေါ့နော်ဒါလေးကိုပြင်ပြမှာဒီသူ့ရဲ့ခေါင်းကဒီလိုလာတယ်ဆိုတော့ကျွန်တော်ခေါင်းကိုဖြတ်လိုက်တယ်ဖြတ်လိုက်ပြီးတော့ကျိုးကနေစပြီးတော့စမ်းပါပေါ့နော်ကျိုးစာဒီမှာပါဖြူအရင်ဆုံးစစ်ကြည့်ရပါမယ်ဒါလေးကတော့ သူဖြူလေးပါဖြူလေးကကောင်းသေးတယ်လို့ပြောလို့ရပါတယ်ဖြူကောင်းပြီးတော့ဟိုဘက်ကခေါင်းကပျော်ကျသွားတာဒီလိုကြီးပျော်ကျသွားတာဆိုတော့သူဒီလိုထိုးထားတာနေမှာဟိုဘက်ကဒီခေါင်းလေးတော့ပျော်ကျတယ်ဆိုတော့ဟိုဘက်ကခေါင်းကလည်းဒါကျင်းနေပေါ့နီးပျော်ကျပါပဲဘာလို့ဒီလိုဖြစ်တာလဲဆိုတော့ loose ဖြစ်တာဖြစ်နိုင်တယ် overload ဖြစ်နိုင်တယ်ဒီဘက်ကနေပြီးတော့ဟိုမခံနိုင်တဲ့နေရာအတိုင်းဆွဲတာပေါ့နော်ဒီမှာတွေ့လားတစ်ချက်လောင်လာတယ်ဒီမှာဒီမှာ ဒါပုံမှန်ပုံမှန်အပေါက်မဟုတ်ဘူးဒီဟာတွေကပုံမှန်နေအဲဒါတွေကလောင်လာတာတွေ့တာအဲ့လိုဆိုတော့ तू ကဟိုမီးဘူးတိုက်ရင်းနဲ့ဂျင်းလေးဥတည်တယ်ပေါ့အဲ့လိုမျိုးတွေလောက်တာဟိုကတထောင်နီးပါးလောက်ဆွဲတာမျိုးပေါ့အဲ့ဒါဆိုဒီကောင်းတွေမခံနိုင်ဘူးပျော်ကြအောင်ခေါင်းတွေခေါင်းတွေလောင်ပေါ့ ဒါနောက်ဟိုဘာဖြစ်ဒါများတယ်ဆိုဒီကျိုးတွေကျိုးတွေပါပျော်ကြနိုင်တယ်အဲ့ဆိုရင်ဒါလေးကိုဖွင့်ပါမယ်ဖွင့်တဲ့ဗီဒီယိုဖွင့်ဖွင့်တဲ့အပိုင်းအောင်ကြော်လိုက်ပါမယ်အခုမီတာကိုအတန်မီစကေးမှာထားလိုက်ပါတယ်ပြီးတော့ဒီမှာဖြူပေါ့နော်ဒါဖြူဖြူကောင်းမကောင်းကိုစမ်းပြပါမယ်မှန်တယ်လားဒါဆိုဖြူကောင်းတယ်လို့ပြောလို့ရပါတယ် AC နှစ်ဆဝင်လာမယ် ဝင်လာတဲ့ AC မစတာအာဒီမှာ AC နှစ်ဆဝင်လာမယ်ဝင်လာတဲ့ AC နှစ်ဆအတစားဖြူးသွားတယ်ဖြူးသွားပြီးတော့ဖြူးကနေမှတစင်ဒီမှာပြန်ထွက်လာတယ်ဒီကိုပြန်ထွက်လာတယ်ဒါတစားပေါ့နော်နောက်တစားကဒီမှာဒီတစားကဒီခလုတ်ကိုသွားတယ် ီးတော့တစ်ဆက်တည်းရွက်ကိုသွားတယ်ဒီနေရာမှာဒီသုံးစားခလုတ်တရားခလုတ်စင်တဲ့နေရာမှာပြဿနာရှိတယ်ဘယ်လိုလဲဆိုတော့အပိတ်အဖွင့်ကဟိုပါပေါ့နော်ဒီအပိတ်အဖွင့်ကဘယ်ဟာလဲနောက်တစ်ခုကမီးဒီခလုတ်မီးဝင်မီးလာဖို့အတွက်ဒီလိုနှစ်ဆတက်ကြတာရှိတယ်အဲ့ဒီအချိန်မှာတချို့ကကြတော့အယောင်နဲ့ခွဲပြီးထားတယ် နော်အယောင်နဲ့ခွဲပြီးထားတာကပြဿနာမရှိဘူးပေါ့နော်ဒီဘက်ကအယောင်တယောင်ဖြစ်နေအခုလိုခဲတိုးထားတဲ့အချိန်ဒီမှာအဲဒီနှစ်ဆကခနှုတ်ဖွင့်လိုက်တယ်ဆိုရင် connection မိသွားတာလားဒါမှမဟုတ်ဒီနှစ်ဆက connection မိသွားတာလားအဲ့ဒါကိုပြန်စစ်ဖို့လိုတယ်ပြင်လာဆိုလို့ရှိရင်ပေါ့နော်ပစံနဲ့ပြင်တာဆိုလို့ရှိရင်ပြောတာကိုယ့်ရဲ့ပစ္စည်းကိုကိုပြင်တာဆိုလို့ရှိရင်တော့စစ်စရာမလိုပါဘူးအခု

ခလုတ်လည်းပြတ်တယ်လို့ပြောလို့ရတယ်မီတာကောင်းပါတယ်အဲ့လို့ဆိုတော့အသင့်ဝယ်လဲတော့မယ်ဆိုရင်ဒီခလုတ်ကအဲဒီမှာ ဒီဖြူးကနေတစားဝင်ထားတယ်ဒီဒီဒီအတိုင်းပုံမှန်အတိုင်းပြန်တက်ပေါ့เนาะဝယ်လာတဲ့ခလုတ်မှာပဲနှစ်ဆက connection မီးတွေလွတ်တာဖြစ်တာလဲနောက်တစ်ဆက်ကဘယ်လိုလဲပေါ့เนาะတကယ်လို့ကိုမချိန်သေးဘူးဆိုလို့ရှိရင်ဒီလိုတစားကျရင်ဒီခလုတ်မီးမလင်းမီးလင်းဖို့အတွက်ကိုဒီခလုတ်ကငုတ်တစ်ခုမှလာပြီးတော့ join တာအကယ်၍ကိုကဒီသုံးငုတ်ထဲမှာဘဲကောင်းနှစ်ငုတ်ကအပေါင်းသွားတာလဲဘယ်သူကလွတ်နေတာလဲအဲ့လိုမတိဘူးဆိုလို့ရှိရင်ဒီမှာသွားပြီးတော့ခဲတူးကြမလို့ပါဘူး နော်ကိုယ့်ရဲ့ပစ္စည်းကိုသုံးတာဆိုလို့ရှိရင်ဒီမှာတစ်ချောင်းလာမယ်အဲ့ဒီတစ်ချောင်းလာတဲ့တစ်ချောင်းကိုဒီတစ်ချောင်းနဲ့ကျွေးလိုက်ပေါ့နော်ဒါဆိုပြီးသွားပြီအဲ့ဒါဒီမှာတစ်ဖက်ရှိမယ်ဒီမှာတစ်ဖက်ရှိမယ်နောက်တစ်ခုကဒီမှာခလုတ်မှာခံပြီးတော့ခလုတ်မှာခံပြီးတော့ဒီမှာတစ်ခုဝင်မယ်အလဲစားကို ဒီ3 3ခုရှိတဲ့အတွက်အလဲစားကိုဒီမှာဟိုဘက်ဟိုတစ်ခုဒီဘက်တစ်ခုပေါ့နော်ဒီတိုင်းပေးထားလိုက်အကယ်၍ဒီဘက်မှာတူလိုက်တယ်ခလုတ်ဖွင့်တယ်အလုံးမလုံးဘူးဟုတ်တယ်ဒါဆိုလို့ရှင်တာအောင်ဖြုတ်ပြီးတော့ဒီဘက်ကိုပြန်ပြောင်းလိုက်ပေါ့ဒါလွယ်လွယ်လေးပဲနော်ဒါဆိုရင်ပြီးပါပြီဒီဒီ extension နည်းတွေက AMC လို့ခေါ်တယ်အဲ့ဒါကိုဘယ်သူမဆို electronic ကိုနားလေလေနားမလေလေဘယ်သူမဆိုပြင်လို့ရပါတယ် ောက်ပြီးတော့ကျိုးဆန်းကြည့်ပါဦးမှာမီတာတော့မပြတော့ဘူးเนาะအတန်ကြားမယ်လို့ထင်ပါတယ်မီတာကအတန်ဒီစကေးမှာတော့ထားရတာဆိုတော့ဒီမှာပေါ့เนาะဒါကဒီမှာပြီးတော့ကျိုးထောက်ကြည့်မယ်ကျိုးကောင်းတယ် okay နောက်တစ်စနောက်တစ်စကဒီမှာဒီမှာကျိုးကောင်းတယ်ပြီးတော့ဒါဒီခေါင်းပြက်နေတော့တူးပင်ခေါင်းလေးလိုက်ပေါ့เนาะအခုလိုလို့ဆိုကျွန်တော်ဒီမှာတူးပင်ခေါင်းလက်ထဲမှာမရှိဘူး ဆိုတော့လဲတော့မပြတော့ဘူးအဲ့တော့ဘာလုပ်မှလဲဆိုတော့ဒီခလုတ်ကိုမလဲပဲနဲ့ဖြုတ်ပြင်ကြည့်မယ်ခလုတ်ကိုဖွင့်ဖို့ဒီနားမှာသူကအတက်ကလေးရှိတယ်အဲ့ဒါလေးကိုဒီလိုကလန်ထုတ်ဖို့လိုတယ်ဒီလိုမိုင်းနဲ့နဲ့ကလန်လို့ရတယ်ဒီမှာတွေ့လားตาလေးပဲ sorry မထွက်လာပြီပေါ့နော်ဒါ separate နဲ့ဒီမှာထောက်ထားတာထောက်ထားပြီးတော့ဒီမှာအထင်းမှာမြင်ရလားမသိဘူးခလုတ်ကဒီမှာပေါ့နော်ဒီဘက်မှာ point ရှိမယ် point ကိုဒီမှာပြုတ်ထွက်နေတယ်လို့လားဒါလေးဒါလေးကခလုတ်ကိုဖိလိုက်တဲ့အချိန်မှာတော့ကတ်တာဒါလေးဒါလေးဒါလေးကဒီမှာဒီလိုဒီလိုလေးတက်ထားတာပေါ့နော် ဒါဒီလိုလေးပေါ့ဒီမှာခလုတ်ကဒီမှာစပရေးကလာထောက်ထားတယ်တွန်းလိုက်တဲ့အခါမှာဒီလိုသွားကတ်တာအဲ့မှာဒီအောက်ကပင်ငုံနေဒီဒီမှာအောက်မှာပင်လေးရှိတယ်တွေ့လားဒီဒီအောက်ကပင်နေဒီပွားဟာနဲ့ထိသွားတာပေါ့နော်ထိသွားပြီးတော့ connection ဖြစ်သွားတယ်ဒါပါပဲအဲ့လိုဆိုတော့ကျွန်တော်တို့ကဒီမှာဒါလေးကတဲ့ဒါလေးကဒီမှာ ီမှာတကဟိုဟာမဲပြီးတော့အဲ့လိုမျိုးအညှိတက်တယ်ပဲပြောရမှာပေါ့နော်အဲ့လိုညှိတက်တဲ့အခါကျတော့ဒီဒီကောင်ကိုပုတ်ပြရမှာဘာနဲ့ပုတ်မှာလဲဆိုတော့ဒီလိုကော်ဘက်အနှုလေးနဲ့ဒါလေးတွေပုတ်ပြမှာ တူတာဝင်းသွားပြီလားဒီဒီထိတ်ကလေးကိုဒီထိတ်ကလေးဒီဒီအဲ့ထိတ်ကလေးဝင်းသွားတဲ့အထိတိုက်ပေးရမယ်ဒါဆိုဒါဒီဘက်ရပြီပေါ့နော်နောက်တစ်ခုကဒီအထဲဒီအထဲကဒီ point ဒီ point ကိုတိုက်ပေးရမယ်အဲ့ဒါတော့ပြလို့မရတော့ဘူးဗျတိုက်ပြီးတော့မှပဲပြန်ပြပါတော့မယ်အခုဆိုရင်တွေ့လားဒီဒီအထဲကဒီဒီ point ပေါ့နော်ဒီ point ကိုတိုက်ပြီးသွားပြီသူကဒီမှာ ီမှာရှိမယ်ဒီမှာကခုနအပြားကိုတင်ထားမယ်ဆိုတော့ဒီလိုဒီလိုဒီလိုလေးတင်လာအဲ့လိုဆိုတော့ဒီဒီကောင်ကဒီအပြားကဒီအောက်မှာရှိတဲ့ငုံတွေကကွန်နက်ရှင်မိနေတယ်လျှက်စစ်စီးနေတယ်အဲ့ချိန်မှာခလုတ်ကိုဖွင့်လိုက်တဲ့ချိန်မှာတောက်ဆိုဒီလိုတော့ကတ်တာအဲ့တော့ဒီဘက်ကငုံနေလေလျှက်စစ်စီးသွားတယ်ပေါ့နော်စီးသွားတဲ့ဟာကို ပြန်ပြီးတော့မှယူသုံးတာပေါ့နော်ခလုတ်ပိတ်တယ်ဆိုလို့ရှိရင်ဒီမှာဒါကခွာနေနေမှာဒီတတိယငုတ်ကဒါကဟွာကြီးအနှုတ်ဒီမှာတွေ့လားဒီနှစ်ခုနဲ့လုံးဝထိမနေဘူးအဲ့ဒါအောင်မှကျိုးမှားပြီးတော့အပေါင်းနဲ့အနှုတ်နဲ့ဒီလိုသွားပြီးတော့တက်မိတယ်ဆိုလို့ရှိရင်အဲ့ဒါ short short ဖြစ်ပြီပေါ့နော်မီးလုံးကဒီမှာဒီထဲမှာရှိရဒါဒီမှာငုတ်ကလေးနှစ်ခုရှိရအဲ့ဒီကောင်ကမီးလုံး ဒါဆိုတော့ဒီလိုထားလိုက်တဲ့အချိန်မှာမီးလုံးရဲ့ဟွာပေါ့အဲမီးလုံးရဲ့ဘိုးကဒီကိုရောက်မယ်ပေါ့နော်ဒီကိုရောက်မယ်ပြီးတော့နောက်တစ်ခုကဒီမှာတို့လားအနှုတ်ကဒီဘက်ကိုရောက်နေမှာအဲ့တော့ပြန်တက်ပါမယ်အမှန်တော့ဒီထဲကနေပြီးတော့ချွတ်လိုက်ရတယ်အဲ့ဒါဆိုလို့ရှိရင်ဒီကောင်တက်ကအရင်လွယ်တယ် အားကျွန်တော်မှားသွားပြီဟိုကကြံခဲ့ပြီစပရင်ကြံခဲ့ပြီဒီမှာဒီလိုနည်းကင်မရာနဲ့ဆိုတော့တက်ကြတာနည်းနည်းဟောဖြစ်နေတာ ဒါဆိုရပြီပေါ့နော်ခုနကတော့ဒီဒီမီတာပေါ့နော်ဒါမီတာကတော့အတန်မီစကေးမှာထားရတာဆိုတော့အတန်မီလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီမှာမီတာတော့မပြတော့ဘူးနော်ဒီမှာရပြီတူလားပိတ်လိုက်ပိတ်လိုက်ပြီးတော့ပြန်ပြန်ထုတ်ကြည့်မရဘူးမအတန်မီပြီတူလားဒါဆိုလို့ရှိရင်ခလုတ်ကောင်းပြီလို့ပြောလို့ရပါတယ် ဒါဆိုရင်အားလုံးကောင်းသွားပါပြီဒီကလုတ်ကိုတကယ်လို့ဟိုကောပစားတယ်ဒါပေမဲ့ပြန်တက်တယ်မရဘူးဆိုလို့ရှိရင်ဒါကလုတ်ကအဲအထဲမှာတခြားဟိုမီးလောင်ထားတာတို့ပူပြီးပျော်ကြတာတို့အဲ့လိုမျိုးမရှိဘူးဆိုရင်နောက်ထပ်ထပ်ပြီးတော့ကောပတ်တိုက်ပါပြီးတော့ဒီမှာတက်ထားတဲ့ဒီထိတ်နဲ့တွဲထားတဲ့ spring ပေါ့နော် ဒီထိန်းနဲ့တွေ့ထားတဲ့ spring ပေါ့နော်ဒီနားမှာ spring ရှိမယ်အဲ့ spring ကအောက်ကဟိုဟာနဲ့အောက်က switch ပုံစံကစားပြီးရဲ့ခလုတ်ကလေးနဲ့မမိနေဘူးဆိုလို့ရှိရင်လဲသူကခလုတ်ကကောင်းကောင်းအလုံးမလုံးဘူးပေါ့နော်အဲ့အချိန်ကျလို့ရှိရင်ဒီမှာလာပြီးတော့မထီဘူးဒီနှစ်ခုလာမထီဘူးဆိုရင်လဲအာဖြစ်တတ်ပါတယ်အဲ့တော့ပြန်ဖြုတ်ပြီးပြန်လုပ်ပေါ့နော်ဒါခလုတ်ကိုပြင်ပြရတာပါဒါပေမဲ့အတက်နိုင်ဆုံးဒီခလုတ်ကိုပြင်ပြင်မသုံးပါနဲ့ဒါက ဟွာဗီဒီယိုရိုက်တဲ့အတွက်ကြောင့်မလို့ပြတာပေါ့နော်ဒီလိုပြင်လို့ရတယ်ဆိုတော့သိစီခြင်းလို့ပြတယ်သဘောပါတကယ်တမ်းကျတော့ပြန်အစ်စ်တစ်လုံးဝယ်သုံးလိုက်တာအကောင်းဆုံးပါပဲဒါဆိုရင်တော့ဒီဟာကတစ်ဖက်မှာဟိုတူးပင်ကောင်းပေါ့နော်တူးပင်ကောင်းဒီတူးပင်ကောင်းတက်လိုက်လို့ရှင်ကောင်းသွားပါပြီ ဒါကတော့ကျွန်တော်လောလောဆယ်တော့ခေါင်းတော့တက်မပြတော့ပါဘူးကျွန်တော်မှတူးပင်ခေါင်းမရှိပါဘူးအဲ့တော့ရပြီလို့ပဲပြောရမှာပေါ့ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ